ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့နေ့လေ game မှာတော့ဒါကျွန်တော်တို့ Liverpool ရဲ့ tight set လာမယ့်ရာသီအပြောင်းရွှေ့ဒါကြီးမားမှုကြောင့်ကျွန်တော်နည်းနည်းလေးဒီဒီလေးပြောအောင်အဲ့လက်ရှိမှာ Liverpool အသစ်မှာဒါ tight set မူနေရာတွေမှာဒါကျွန်တော် tight set နေရာတွေမှာဒါကျွန်တော်လူနည်းနည်းဒါ Liverpool နေတဲ့ကျန်တဲ့နေရာတွေတက်ဆိုင် tight set နေရာတွေကလူများတယ်လူပြောလို့ရတယ်မှာပါတယ်လက်ရှိမှာ Luis Diaz ရှိတယ် Diego Jota ရှိတယ် Darwin Nunez ရှိတယ် Cody Gakpo ရှိတယ် Mo Salah ရှိတယ်ဒါကျွန်တော်တို့ ကေးစားရှိတယ်ဘောနော်ကေးစားဆိုတော့အများနဲ့မိတယ်အဲတိုက်စစ်မှုအလုံးမောတာကျွန်တော်တောင်ပင်ကစားသမားတွေရောတိုက်စစ်ကစားသမားတွေအလုံးတူတဲ6လောက်ရှိတယ်လီဗာပူးတင်တသိန်းလုံးမှာဒါကျွန်တော်အားရစရာဆိုလို့ဒီတိုက်စစ်ပဲရှိတယ်လို့ပြောလို့ရတယ်မပါဘူးဒါပေမဲ့ဒီတိုက်စစ်ကတကယ်နဲ့နင်လားငါလားဟေးစုမှာလက်ရှိမှာတော့အားရစရာတချို့နေရာတွေမှာမကောင်းတဲ့ဥစ္စာတွေလည်းရှိလာခဲ့တယ်ဒါပေမဲ့ဒါကတော့ကျွန်တော်ဝေဖန်ရမယ့်အနေအထားတော့မဟုတ်ဘူးလက်ရှိအနေအထားကဒါကျွန်တော်တို့သတင်းတင်ဆက်မယ့်အနေအထားတစ်ခုရောက်ရှိလာခဲ့ပြီဖြစ်တယ်အဲ့ဒါကဘာကိုပြောချင်တာလဲ လက်ပူးတည်တဲ့လာမယ့်နေရာဒီမှာသူတို့ရဲ့တိုက်စစ်ပိုင်းကိုကြီးကြီးမားမားအပြောင်းလဲတွေကိုတော်တော်များများလှုပ်သွားဖို့အတွက်ပြင်ဆင်လာခဲ့ပြီဖြစ်တယ်။အဲဒီနေရာမှာတိုက်စစ်ပိုင်းပြောင်းလဲမှုဆိုရင်ဘာတွေကိုဘယ်လိုပြောင်းမလဲကိုဒေးဆိုကျွန်တော်မေးလိမ့်မယ်။အဓိကနေရာမှာသူတို့ရဲ့တိုက်စစ်မှု၂ယောက်ကိုလက်ရှိမှာလာမယ့်နေရာဒီမှာ၂ယောက်လုံးကိုလက်ပူးတည်နဲ့ရောင်းချသွားတော့မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ပထမတစ်ယောက်အကြောင်းပြောမယ်ဆိုရင်ဒီအေဂိုဂျိုတာပဲပေါ့နော်။ဒီအေဂိုဂျိုတာကိုလက်ရှိမှာလက်ပူးအသင်းအနေနဲ့လာမယ့်နေရာဒီမှာသူရဲ့အသင်းဟောင်းဖြစ်တဲ့ဟူဗ်အသင်းထံကိုပြန်လဲပြီးရောင်းချသွားမယ်ဆိုတဲ့တဲ့တွေကတော်တော်လေးကို ုတန်းတန်းဖျက်ဖျက်တက်နေတော့တွေ့ရမယ်တော့ပါတယ်ဟိုနေ့ကဒါလည်း transfer market ကိုတိုင်ကလီဗာပူးသင်းကဟူဖသင်းကိုဒါကျွန်တော်တို့ဒီကိုဂျိုတာကိုပြန်ပြီးတော့ဒါကျွန်တော်တို့ပို့တော့မယ်ဆိုတဲ့သတင်းတွေတော်တော်လေးကိုတက်လာခဲ့တာတွေ့ရမယ်တော့ပါတယ်အမှန်တကယ်ဂျိုတာအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ရောက်တဲ့လောက်မရောက်တော့တော်တော်လေးနှမျိုးဖို့ကောင်းခဲ့တယ်ဒီကိုဂျိုတာကိုဒါကျွန်တော်လီဗာပူးသင်းခေါ်ပြီးခဲ့ဒီကိုဂျိုတာအမှန်တကယ်ပြောမလို့သူသာ fitness ကောင်းခဲ့မယ်ဆိုရင်တကယ်ကိုအားကိုးလို့ရတဲ့တိုက်စစ်မှုတွေတဲကတယောက်ဆိုတော့ညင်းစရာမျိုးဆိုပြိတ်သက်တည်ပြီးသားဖြစ်လိမ့်မယ် ။သို့ပေမဲ့တော့ညာလေသူ့ရဲ့အဓိကပြဿနာကဒဏ်ရာဒီကတော့သူ့အမြင်ဒုက္ခပြီးနေခဲ့တယ်။ကစားသမားကောင်းမယ်ကြံလိုက်ဒဏ်ရာလိုက်ကစားသမားကောင်းမယ်ကြံလိုက်ဒဏ်ရာလိုက်တို့ကြောင့်ဒါလက်ရှိမှာဒီကိုဂျိုတာကူတော့လက်ရှိမှာလက်ပဘူးတဲ့နဲ့စာရုပ်တွေချုပ်ဆိုဖို့စီစဉ်မှရှိပဲနဲ့လာမယ့်နေရာဒီမှာအသင်းကကနေပြီးကစားသမားကိုထွက်ခွာခွင့်ပေးသွားမယ်လို့ကြားသိရတယ်မှာပါတယ်။သူပြောင်းမယ်အသင်းကတခြားသောအသင်းမဟုတ်ဘူးသူကိုခေါ်ခဲ့တဲ့အသင်းဖြစ်တဲ့ဟူအသင်းကိုပဲသူပြောင်းသွားမယ်ဆိုတဲ့တဲ့ရင်ထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒီကိုဂျိုတာနဲ့လာမယ့်နေရာဒီမှာအသင်းကနေပြီးတော့ဒါထွက်ဖို့အတွက်တေချာတော့ဖြစ်သွားပြီးလက်ပဘူးအသင်းကလည်းအသင်းကနေပြီးတော့တရားဝင်ထွက်ခွာ ွင့်ပေးတာတယ်လို့သိရတယ်တော့ပါတယ်ဘောနော်အဲ့တော့စာချုပ်သက်တမ်းရကြံသေးတဲ့အတွက်ကြောင့်မို့လားကျွန်တော်တို့အယောင်ချဈေးနေရာမှာလိဘပူးအသစ်မဲ့ဒီကကစားသွားမယ်လို့မြင်နေတယ်။သူပဲမဲ့ဆိုညလေလိဘပူးအသစ်နဲ့ဒီကိုဂျူတာကိုဒါဈေးနေရာမှာအပြောင်းရွှေ့မှာ ဘလောက်ရသွားမလဲကျွန်တော်ဒီနေ့တော့မသိရသေးဘူးဒါပေမဲ့ Hoover Thing ကလည်းဒါဈေးအများကြီးမပေးနိုင်ဘူးဒါလက်ရှိမှာ Tanzin Song မှာလည်းရည်တည်ရည်တည်ဖြစ်နေတဲ့ club တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့သူအနေနဲ့တန်းတက်ဟိုတန်းကြံရက်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီကူဂျူတာလာမယ့်နေ့မှာဝယ်မယ်ဒါပေမဲ့လက်ရှိမှာဒါအရှေ့လေးကတန်းကြံရဖို့သူတို့များပါတယ်ဘာလို့ Switch တောင်းနေတော့သူတို့ရမှတ်ကတော်တော်လေးကို꽈လာပြီဖြစ်တဲ့ကြောင့်မို့ဒါဂျူတာကတော့ လာလာမဲ့နူရာဒီမှာလီဗာပူးသင်းကထွက်ပြီးတော့ဦးဖသင်းကိုရောက်ဖို့အတွက်ရာခိုင်နှုန်းများပါတယ်။ဒါကလက်ရှိကဂျိုတာသွားမယ်လမ်းပေါ့နော်။ဒါပေမဲ့ဒီတက်ပို့ပြီးနည်းနည်းရှုပ်တဲ့အပြောင်းရွှေ့ရှိတဲ့လီဗာပူးမှာအဲ့ဒါကဘာလဲဆိုဒါဝင်စီနူးနက်စ်အပြောင်းရွှေ့။ဒါဝင်နူးနက်စ်မှာလက်ရှိမှာလီဗာပူးအသင်းအတွက်ကောဒါဒါဝင်နူးနက်စ်ကော choice ကနှစ်ခုရှိတယ်။ဒါဝင်နူးနက်စ်အတွက်ကလက်ရှိမှာကျွန်တော်ဆော်ဒီအာရေဗျာရှိတယ်။ဒုတိယတစ်ခုကတော့ဒါကျွန်တော်သိရတဲ့ Atletico Madrid ရှိလာခဲ့တယ်။လက်ရှိမှာဒါကျွန်တော်စီမွန်ဝိုင်းနေအနေနဲ့သူ့ရဲ့တိုက်စစ်ပိုင်းမှာဒါကျွန်တော်တို့ ဟူလီယန်အဲဗရက်စ်အပြင်ကိုဒါအန်တိုနီယိုဂရီစမန်ထွက်သွားခဲ့မယ်။လာမယ့်နေရာဒီမှာအန်တိုနီယိုဂရီစမန်ထွက်တော့မယ်။သူအနေနဲ့တီးရတယ်အန်တိုနီယိုဂရီစမန်အနေနဲ့ MLS ကိုပြောင်းတော့မယ်ဆိုတော့အကုန်သိပြီးသားတချို့တွေမသိသေးတဲ့ဒါအခုလက်ရှိမှာအန်တိုနီယိုဂရီစမန်ကလာမယ့်နေရာဒီမှာဒါကျွန်တော်တို့အမ် Atletico Madrid ကနေပြီးတော့ထွက်ပြီးတော့သူအနေနဲ့ဒါကျွန်တော်တို့ MLS ပေါ့နော်ဒါကျွန်တော်တို့ဒါ Messi သွားကစားနေတဲ့ American Major League Soccer ကိုပြောင်းလဲပြောင်းသွားတော့မှာဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်။ဒါကြောင့်မလို့လက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့ အန်တိုနီယိုဂရစ်မန်တွေအားအတွက်ဒါစီမွန်ဝါနီအနေနဲ့သူ့အနေနဲ့တိုက်စပိုင်းဆိုင်ရာကိုဒါကျွန်တော်တို့ဒါဝီစီနူးနက်စ်ကိုသူ့အနေနဲ့အစားထိုးခြင်းနဲ့ဒါပေမဲ့ဒါစီမွန်ဝါနီတို့ဒါအက်တလက်တီကိုမက်ဒရစ်အနေနဲ့ကစားသမားဝယ်ယူမယ်ဆိုရင်တော့ပေါင်တန်း40လောက်ပဲပေးနိုင်မယ်ဒီထက်ပိုပြီးမပေးနိုင်ဘူးဒါပေမဲ့ဒီနေရာမှာနောက်ထပ်တစ်ခုအဖြေတစ်ခုရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့ဒါဝီနူးနက်စ်ရဲ့ဒါကျွန်တော်တို့ အဲကြောင်းကျင်နေဆိုရင်တော့ sorry ရအဖြေတခုရှိနေတယ် sorry ဘက်ကတော့ဒါလက်ရှိမှာဒါမမဲရမနစ်ကဒါကျွန်တော်တို့စောင်းရသည်အပြောင်းရွှေ့မှာဒါကျွန်တော်တို့ Euro 60 65သန်းထိပေးခဲ့တာမှတ်မိကြလိမ့်မယ်ဒါ Darwin Nunes ကိုတိုင်ကလည်းညင်းပယ်ခဲ့ပြီး Liverpool အသင်းကလည်းဒါကျွန်တော်လက်ရှိမှာဖလားစုံပြိုင်ပွဲအချိန်မှာရှိသေးတဲ့အတွက်ကြောင့်မလို့တိုက်စစ်ပိုင်းအားနေသွားမှာဆိုတဲ့ကြောင့် Darwin Nunes ကိုမယောင်းပေးနဲ့ဒါ sorry ရကန့်လန့်မှုကိုတရားဝင်ညင်းပယ်ခဲ့တယ် ဒါပေမဲ့လာမယ့်နေရာဒီမှာဆော်ဒီတာဒီပုံစံမျိုးတထရာသေးတာဆက်လက်ပြီးကန့်လန့်ခဲ့မယ်ဆိုလစ်ဗာပူးတည်နေစိတ်ပြောင်းသွားနိုင်တယ်မှာပါတယ်ခုနကပြောလို့ဒါကျွန်တော်အကယ်၍ယူရိုတန်း60လောက်နဲ့လာမယ်စင်မိုအန်နီတို့အုပ်စုကယူရိုတန်း40လောက်နဲ့ဒီနေ့မှာကစားသမားပုံမှာလည်းအများကြီးမူတည်မယ်လို့မြင်တယ်ဗျာနော်ကစားသမားသာလက်ရှိမှာဒါကျွန်တော်ပတ်စံမမှတ်ပင်းနဲ့ဥရောပမှာပဲဆော်စီခြင်းသေးတယ်ဒါစင်မိုအန်နီလက်အောက်မှာဆော့မယ်ဆိုရင်တော့သူ့နဲ့အက်သလက်တီကိုမက်ထရိုကိုသူရွေးမှာဗျာနော်ဒါပေမဲ့လက်ရှိမှာဒါဆော်ဒီလည်းရှိတယ်အဲ့တော့ ပြောမယ်ဆိုရင်တော့ကျွန်တော်တို့လီဗာပူးအသင်းတွက်တော့ဒါဝင်နူးနက်စ်ကိုရောင်းမှာတော့ခက်ခဲဖို့အနေထားမှာတော့မရှိဘူး။ဒါလက်ရှိမှာဒါသူကဒါပရီးမီးယားလိမှာဒါလူပြောများတဲ့ကစားသမားဖြစ်ပေမဲ့တကယ်သူဟာသူဒါကျွန်တော်အဆင်ပြေနေတဲ့ဒါကျွန်တော်အပြင်မှာရောင်းချနိုင်တဲ့ချောင်းချဖို့လွယ်တဲ့ကစားသမားကြီးတစ်ယောက်ဖြစ်တယ်လို့လည်းသိရတယ်မှာပါတယ်ဗောနော။အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော်လီဗာပူးအသင်းနေနဲ့ သူတို့ရဲ့တိုက်စစ်မှုနှစ်ယောက်လုံးကိုလက်ရှိမှာရေအောင်ချဖို့တော့အရန်ကြီးမခတ်ခဲဘူးချိုတာကိုလည်း Wolf အသင်းကပြန်လူချင်းနဲ့ Darwin Nunes ကိုလည်းရှိမှာ Saudi ကလည်းလူချင်းနဲ့ Atletico Madrid ကလည်းလူချင်းနဲ့အဲ့တော့ Liverpool အသင်းနဲ့ဒီကစားသမားနှစ်ယောက်အယောင်ကနေပြီးတော့ပေါင်သန်း90နဲ့အထက်မြတ်ဖို့အတွက်တို့တို့အနေနဲ့ဒါ လက်ရှိမှာ aim လုပ်ထားတာပေါ့နော်အဲ့ဒီ tight set အကြောင်းပဲပြောပြီးတောင်ပိုင်းအကြောင်းပြီးမှပြောမယ် tight set အကြောင်းပဲကျွန်တော်အရင်ပြောမယ် tight set အကြောင်းပဲလက်ရှိမှာ liverpool တင်းနေတဲ့ diego jota ထွက်သွားမယ်ဆို diego jota နေရာအတွက်အလွတ်နဲ့ခေါ်ယူနိုင်မယ်ကျွန်တော်လက်ရှိ lili ကနေရာဒီကုံထွက်မယ် jonathan david ကိုပြင်မှတ်ထားရတယ် jonathan david နဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ဘယ်အသင်းကမှသူ့ကိုတရားဝင် ခေါ်ယူနိုင်ခြင်းတော့မရှိသေးဘူးဘာလို့လဲ လက်ရှိမှာဒါပြင်သစ်မှာလဲဒါကျွန်တော်တို့ပရီးမီးယားလိလိုပဲ6လစာချုပ်ချန်ကစားသမားကိုတရားဝင်တာကျွန်တော်ဆွေးနွေးပိုင်ခွင့်ရှိတယ်လက်ရှိမှာဒါကျွန်တော်တီတလောက်ကအာစနယ်ဆွေးနွေးနေတယ်တော်တန်ဟော့စပယ်ဆွေးနွေးနေတယ်လက်ဘဘူးဆွေးနွေးနေတယ်ဂျိုနသန်ဒေးဗစ်ကိုတော့လက်ရှိကျွန်တော်အမြင်အပြောရမစလာစာမြမြပေးနိုင်တဲ့အသင်းကခေါ်ယူသွားနိုင်မယ်လို့မြင်တယ်ဒါပေမဲ့အခုလက်ရှိမှာလက်ဘဘူးကဒါကျွန်တော်အာစနယ်နဲ့စပါတာဆိုင်တော့ဒါကျွန်တော်တို့ပို့ပြီးတော့ဒီကစားသမားကိုခေါ်ယူဖို့တော့ပူတာလုံးလောက်ကြားသေးရမှာပါလေလုခလာစာလည်းအဲ့လောက်မများဘူးကောလာဟာလာတွေကဒီကစားသမားကတပတ်လုခပေါင်2သိန်းလောက်သာပေးရမယ်အတွက်ကြောင့်မို့သူတို့အနေနဲ့ ဲ့လီဗာပူးသင်းနဲ့တက်နိုင်တဲ့ဘတ်ဂျက်တွေကဝင်းကျင်ဖြစ်တဲ့အတွက်ကြောင့်မို့လားသူတို့ကိုခေါ်ယူသွားဖို့ပြင်ဆင်လာခဲ့တယ်အဲ့တော့ဒါတေချာပြန်ကြည့်မယ်ဆိုရင်ဂျိုနာသန်ဒေးဗစ်ကတော့ဒါကျွန်တော်တို့ Diego Jota ရဲ့ debt replacement ပုံစံမျိုးဖြစ်သွားတာ။ဝန်ထမ်းကခုနကစားသမားအထွက်ကျော်တန် David ကအလွတ်နဲ့ပါရမယ်အတွက်ကြောင့်မတော် Liverpool တင်ကပူလူတော်စိတ်ဝင်စားတဲ့အတိုင်းမှာပါတယ်။ဘွနော်အဲ့တော့ပြောချင်တာကလက်ရှိမှာကျွန်တော်တို့ David ကို Liverpool တင်ကနေပြီးတော့သူတို့အတင်းရဲ့ center forward ကစားသမားတစ်ယောက်အနေနဲ့ပြင်မှတ်ထားတယ်။အလွတ်နဲ့ခေါ်ယူလို့ရနိုင်မှာဖြစ်တဲ့ကြောင့်သူတို့အနေနဲ့ Tiki Sa ကိုကစားသမား cap နဲ့တရားဝင်ဆွေးနွေးမှုတွေပြုလုပ်နေပြီးဆိုတဲ့ကောလာဟာလာတွေတက်လာခဲ့ပြီ။ ဒါပေမဲ့ Liverpool သင်းရဲ့လာမယ့်နေရာဒီအကြီးမားဆုံးပြောင်းရွှေ့မှုတစ်ခုဖြစ်လာမှာက Alexander Isak ပဲ Alexander Isak အနေနဲ့ခုလက်ရှိမှာဒါကျွန်တော် Carabao အသင်းအကုတ် Carabao မှာ Carabao ဖလားကိုဒါကျွန်တော်တို့ Newcastle United အသင်းနဲ့ရခဲ့ပြီမြင်ဒါကျွန်တော်တို့အခုချိန်ထိဒါကျွန်တော်ဥရောပသားမဝင်ဥရောပဆိုတာ Champions League မဟုတ်တော့ဒုနေနဲ့ Conference League ကို Europa တို့စိတ်မဝင်စား Champions League ဒါ Newcastle United အသင်းနေနဲ့မဝင်ခဲ့ဘူးဆိုရင် Alexander Isak ကခုချိန်ထိအသင်းကနေပြီးတော့ထွက်ဖို့အတွက် season နေစေဖြစ်တယ်ဒါပေမဲ့ခုနက Alexander Isak ရဲ့နောက်တစ်ခုကဒါအကယ်၍ Newcastle ယ်ယူနိုက်တက်အသင်းကသာသူ့ကိုလုခါလာစာမတိုးပေးနိုင်ခဲ့ဘူးဆိုရင်တော့သူ့ကိုအသင်းကထွက်ဖို့ရှိအဲ့တော့ဒါပေမဲ့လက်ရှိမှာညူကဆယ်ယူနိုက်တက်လက်ရှိ CU ကိုကိုရန်ကဒါစူပလာရရှိသွားတဲ့ကြောင့်မို့လားအလက်ဇန္ဒားအီဆက်ကိုသူ့အနေနဲ့သူ့ဘလို့ပဲဘလို့ရလို့ဟာအလက်ဇန္ဒားအီဆက်ကိုအသင်းမှာထားဖို့တော့သူပြင်ဆင်သွားမယ်ဆိုတဲ့သတင်းတွေတက်ပါတယ်ဒါပေမဲ့လက်ရှိမှာလစ်ဗာပူးကဒီနေရာမှာသူတို့ကိုဂိုးသွင်းတဲ့ကစားသမားတွေသူတို့ကသိကြိုက်တယ်အမှန်မှန်ရမင်းသားမင်းတို့ဒါကျွန်တော်စာဒီယိုမာနီဒါ အာဒါဝင်နူးနက်စ်ပေါ့နော်လက်ရှိမှာဒါအလက်ဇန္ဒားအီဆက်ကိုဒါအာစတန်ကဒါဂျော်ဒန်ဒေးဗစ်လိုပဲအာစတန်နဲ့အပြိုင်ခေါ်တော့ဖို့ရှိတယ်။ဒါပေမဲ့လက်ရှိမှာနျူကာဆယ်ယူနိုက်တက်ဒင်းနေတဲ့ကစားသမားကိုပေါင်သန်း100နဲ့သန်း120လောက်ဈေးသတ်မှတ်သွားဖို့ရှိပြီးတော့လစ်ဗာပူးကကောဒီကစားသမားကိုဒီဈေးပေးပါမလားဆိုရင်မေးကုန်မယ်။ခုနကပြောတဲ့ဒါဝင်နူးနက်စ်ဘာလို့ရောင်းထားတဲ့ပတ်စံတော့ရှိမယ်။အများကြီးတော့စိုက်ဆရာမလိုဘူး။ပေါင်သန်း90လောက်ထပ်စိုက်လိုက်ရင်ဒါဝင်နူးနက်စ်ကိုမှထားကျွန်တော်ခုနကပြောဆော်ဒီဘက်ရောင်းပြီးတော့ပေါင်သန်း90လောက်ရမယ်။သူတို့နဲ့ပေါင်သန်း90လောက်ထပ်စိုက်ပြီးတော့ အကဲအီဆာရခဲ့မယ်ဆိုတော့မစိုးဘူးလို့ပြောလို့ရမယ်ဒီမှာပါတယ်အဲ့တော့လီဗာပူးတင်းနဲ့ဒါကျွန်တော်တို့ရှိတဲ့တိုက်စစ်မှုနှစ်ယောက်လုံးကိုရောင်းသွားမယ်နှစ်ယောက်လုံးကိုပြန်စားထုတ်ဖို့အတွက်လာမယ့်နေရာဒီမှာပြင်ဆင်နေတယ်ဂျိုနာသန်ဒေးဗစ်ကအလကားရမှာဖြစ်တယ်ကျွန်တော်သိပြီးစကားအများကြီးပြောစရာမလိုဘူးဒါပေမဲ့အလက်ဇန္ဒားအီဆက်ကလက်ရှိမှာလီဗာပူးတင်းရဲ့နံပါတ်၁ပြင်မှာဖြစ်တယ်သူတို့ကဆက်စကိုတို့ဘာလို့အများကြီးစိတ်ဝင်စားသူတို့ကအီဆက်မှာအီဆက်ပဲတလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0 3 point ဆိုနဲ့ TV volume တွေလည်းနေတွေကိုထည့်ပေးထားခြင်းကြောင့်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမိကြပါနဲ့ဟုတ်များများ clip မှမမြင်နိုင်ဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှ AAC တွေ့ကြတာပေါ့အားလုံးမကြိုတူပါနဲ့ကျိုးတော်ကောင်းပြီပေါ့ဗျဒီဖော်ဗျ